သေးယုံပြက်သေးကတေမင်းခေါ်တဲ့အလုံးမဲမင်္ဂလာပါရှင်ဒီနေ့တစ္ဆက်ပေးမဲ့ဇလန်းလေးကတော့ပရိသတ်တူရုကိုထိတ်လင့်ကြောက်ရွံ့စရာခံစားချက်တွေအပြည့်အဝပေးစွမ်းနိုင်မဲ့ဇလန်းလေးတစ်ပုဒ်ပါဇလန်းထဲကဇက်ကောင်တွေကတော့ညနိုးနဲ့သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တဲ့မောင်အောင်ဆိုတဲ့လူငယ်လေးနှစ်ယောက်အကြောင်းပါဇလန်းလေးရဲ့အဆမှာတော့ညနိုးရဲ့အိမ်နဲ့မကလန်မကန်းမှာရှိတဲ့စွန့်ပစ်ဆေးရုံဟောင်းကြီးတွေကနေစတင်ခဲ့ပါတယ် ညနှိုးနဲ့မောင်အောင်တို့ကတယောက်နဲ့တယောက်အမြဲတရွေ့ရွေ့ရှိကြတဲ့တငယ်ချင်းတွေပါတညမှာတော့သူတို့နှစ်ယောက်အိမ်မှာထိုင်ပြီးစကားစမြည်ပြောနေရင်းနဲ့မောင်အောင်ကရုတ်တရက်အကြံတစ်ခုကိုရလိုက်ပါတယ်အဲ့ညနှိုးနေအိမ်နားမှာရှိတဲ့စေယုံပြည့်ကြီးအကြောင်းကိုငါတွေးနေမိတာအဲ့ဒီမှာဘာတွေဖြစ်ဘူးလဲဆိုတာနင်မစုံစမ်းဘူးလားငါသွားကြည့်ကျင်လို့ဟာအဲ့ဒါနင်လိုက်မလားညနှိုးလေအစာပိုင်းမှာတော့နည်းနည်းတုံဆိုင်သွားပြီမဲ့သူတငယ်ချင်းရဲ့ စိတ်အားထက်သန်နေတဲ့ပုံစံကြောင့်မငင်းနိုင်ဘူးဒီလိုနဲ့သူတို့အဲ့ဒီညမှာပဲစေယုံတဲကိုလျှောက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီစေယုံကြီးကညနိုးတို့ရက်ကွက်နာကတောအုပ်အလွန်မှာရှိနေတယ်တပင်းနေထိုးထက်နေပြီးမှောင်မိုက်တဲ့နေရာမှာတည်ရှိနေတာပါစေယုံတစ်ခုလုံးကိုဖုံတွေပင့်ကူအိမ်တွေနဲ့ဖုံးလွှမ်းနေပြီးလမ်းတော်လမ်းလာတွေကိုကျောက်ဆရာကောင်းတဲ့ခန်းစားချက်တွေအပြည့်အဝပေးဆွမ်းနေပါတယ် ဒီစေးယုံကြီးဟာတစ်ချိန်တုန်းကတော့လူတွေအရန်ပြစ်ကျက်နေတဲ့နေရာတစ်ခုဖြစ်ပေမဲ့ဝေရေးကြည်ရေးပြဿနာတွေဆရာဝန်ရှာပါမှုတွေနဲ့ကုသမှုအရေးသွင်းဉာဏ်ပြင်းတာတွေကြောင့်ပိတ်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့ဒီစေးယုံပိတ်သိမ်းရတဲ့အဓိကအကြောင်းရင်းကတရားမဝင်ပုံဝင်ဖျက်ချမှုတွေကိုလှုပ်ဝက်လှုပ်ဆောင်ခဲ့တာအကြောင်းပါ။ဆရာဝန်တချို့ကမတော်လောဘစိတ်နဲ့ဒီလို ဆရာဝန်တချို့ကအပူဝင်ဝင်ရဖို့အတွက်မတော်လောဘစိတ်နဲ့ဒီလုံရက်တွေကိုလုခဲ့ကြတယ်လို့ဘောလာဟာလာတွေပြောလာကြပါတယ်။ဈေးရုံပိတ်ပြီးနောက်ပိုင်းဒီနေရာကြီးကထိတ်လန့်စရာပုံမြင်နေနဲ့ပြင်းထန်လာပါတယ်။ရက်ွက်ထဲကလူတွေကတော့ဒီဈေးရုံအကြောင်းကိုထူးထူးဆန်းဆန်းပြည့်ပြည့်တွေပြောပြကြပါတယ်။ညာဖက်ဆိုရင်ဘာဖွားဝတ်စုံတဲ့အမျိုးသမီးတယောက်ကိုတွေ့ဘူးတယ်လို့ဆိုကြပါတယ်။ ။သူမကသွေးရည်နဲ့ပြေးချန်နေပြီးကလေးတယောက်ကိုလက်ထဲမှာပွတ်ချီထားတယ်။သူမရဲ့ခြေထောက်တွေကနေလည်းသွေးတွေစီးကျနေပါတယ်။ညာဘက်ဆိုရင်ကလေးတွေရဲ့ရည်တံတွေအဝိတံတွေကိုစေယုံတဲကနေကြားရတယ်လို့လည်းပြောကြတယ်။ဒီလိုပုံမြင်တွေကိုကြားပြီးတာတောင်မှမျက်နှုံးနဲ့မှအောင်တို့ကစေယုံကိုသွားဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်။ညတကောင်ရံမှာသူတို့စေယုံရှိကိုရောက်လာခဲ့ပါတယ်။ နေထဲမှာတော့တူဆန်းနဲ့အစ္စတမွန်တခုရှိနေပြီးသပင်တွေကြားထဲကနေလေကြီးလေးကတူဆန်းနဲ့အတန်တွေကိုတည်ဆောင်လာပါတယ်။မြန်းတို့လည်းအနှဲငယ်တုံဆိုင်နေပြီမဲ့မောင်အောင်ကသူ့ကိုဆွဲခေါ်သွားတယ်။အမမကြောက်နဲ့ငါတို့အတူရှိနေတာပဲမလားငါရှိတယ်။ဒါပေမဲ့ဒီစေယုံဝန်ကြီးထဲမှာသူတို့ရှေ့လျှောက်တွေ့ရမယ့်အရာတွေကတပွားလုံးမေးပြောက်လို့မရနိုင်တော့မဲ့အိမ်မဆိုးတွေဖြစ်လာမယ်ဆိုတာကြိုပြီးတော့မတိခဲ့ကြပါဘူး။ နှစ်ယောက်သာစိတ်ဝင်တဲ့ကိုဝင်လိုက်တာနဲ့သူတို့ကကျူးပဲ့နေတဲ့ကလတ်ထိုင်တွေဖုံတက်နေတဲ့လူနာကရင်တွေနဲ့ပြင်းနေတဲ့ခမ်းမကြီးတခုကိုတွေးလိုက်ရပါတယ်။ရှောင်းလန်းတွေကကျင်းမြောင်းနေပြီးဘေးတစ်ဖက်တစ်ချက်စီမှာအခန်းတွေလည်းတန်းစီနေပါတယ်။အခန်းတစ်ခုချင်းစီတိုင်းရဲ့အတွင်ပိုင်းမှာပြက်စီးနေပြီးနေရန်ပေါ်မှာလည်းတူးဆန်းတဲ့အစွန်းထင်းတွေသွေးတွေကရှိနေပါတယ်။ညနိုးလေရုတ်တရက်မောင်အောင်ရဲ့လက်မောင်းကိုဆွဲလိုက်ပြီးအောင်အောင်ငါဒီမယားကိုမကြိုက်ဘူးပြန်ကြရအောင်ဟာ တတိုးလေးပြောလိုက်ပါတယ်။ဒါပေမဲ့မအောင်ကတော့မကြောက်ပါနဲ့။ဘာမှမဖြစ်ပါဘူးဟာ။ငါတယောက်လုံးရှိနေတာပါ။အဖေစကားပြောပြီးရှေ့ကိုဆက်လျှောက်သွားပါတယ်။ညာဘက်ကအခန်းတစ်ခန်းရင်တကားကရုတ်တရက်အတန်ကြီးမြည်ပြီးပွင့်သွားပါတယ်။ညနိုးလေနှလုံးခုန်တဲ့အရန်မြင်လာပြီးနေရာမှာပဲကြောင်ကြည့်နေမိပါတယ်။မအောင်ကတော့အဲ့ဒီအခန်းထဲကိုဖြည်းဖြည်းချင်းဝင်ကြည့်လိုက်တယ်။အခန်းထဲမှာခွေးချက်တစ်ကလုံးပဲရှိနေတာပါ။ ဒါပေမဲ့ဒူးဆန်းနာကအဲ့ဒီဝီချဲကဖြည်းဖြည်းချင်းလှုပ်ရှားနေတယ်လို့ဖြစ်လာတာပါညနှုတ်ကအော်ဟဲလိုက်ပြီးမအောင်ရဲ့လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ထားပါတယ်မအောင်ကတော့ဘာမှမဟုတ်ပါဘူးဟာလေးချောင်းဖြစ်တာပါဆိုပြီးကလထိုင်ကိုချောင်းနဲ့ကန်ဖို့မြှောက်လိုက်ပါတယ်ဒါပေမဲ့ဝီချဲကြီးကရုတ်တရက်သူ့ဘာသာသူအရှိကိုအရှိန်နဲ့လိမ့်ထွက်လာတယ်ညနှုတ်လေကြောင်းလင်တကြားနဲ့အော်ဟစ်လိုက်ပြီးအမောင်အောင်ကိုဆွဲကအခန်းထဲကနေအပြေးထွက်လာခဲ့ပါတော့တယ် သူတို့နှစ်ယောက်စလုံးအလွန်တရာကိုမောဟိုက်နေတဲ့အချိန်နေထဲမှာကလေးရည်တန်တစ်ခုကိုကြားလိုက်ရပြန်ပါသေးတယ်။မအောင်ကတော့မျက်နှုတ်ကိုအပေးရင်ဘာမှမဖြစ်ဘူးဆက်သွားကြည့်အောင်ဆိုတဲ့စကားကိုပဲပြောနေပါတယ်။ဒီလိုနဲ့သူတို့နောက်ထပ်အခန်းတစ်ခုစီဥတီသွားကြတယ်။ဒီခန်းရှိမှာတော့စိုင်းမှုတစ်ခုကိုချိန်ထားပါတယ်။တပ်ဖွားခန်းလို့ရေးထားတာပါ။မအောင်ကတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ ။အထဲထဲမှာတော့အသားရည်ဖြူဖြောဖြောနဲ့သူနာပြူဝတ်ဆောင်ဟောင်းကိုဝတ်ထားတဲ့အမျိုးသမီးတဦးကရက်နေပါတယ်။သူမရဲ့ခြေထောက်ကနေသွေးတွေမြင်မကောင်းအောင်စိကျနေတယ်။မောင်အောင်လည်းရုတ်တရက်လန့်သွားပြီးနောက်ကိုခြေတလန်းဆုပ်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကရှက်ကြီးတမင်ငိုနေပြီးမောင်အောင်ကိုလှည့်ကြည့်လိုက်ပါတယ်။"အေးကြပါ။ကိုကြီးကြပါအိုး။ကျမကိုကူညီကြပါဒူးညင်းပြီးအရှရှအတန်တခုကရုတ်တရက်ထွက်ပေါ်လာပါတယ် မောင်အောင်လည်းတကူလုံးစသိန်းတွေထလာပြီးသူ့ချောက်တွေတော့မလှုပ်ရှားနိုင်တော့ပါဘူးညနှုံးလည်းကြောက်လန့်တကြအော်ခဲ့ပြီးမောင်အောင်ကိုထားခဲ့ကထွက်ပြေးသွားပါတော့တယ်ဒီတော့မှမောင်အောင်လည်းအသိဝင်လာပြီးကြောက်လန့်တကြနဲ့ခြေဦးတဲ့ရထွက်ပြေးခဲ့ရပါတော့တယ်တငယ်ချင်းနှစ်ယောက်လည်းတကွဲတပြားစီဖြစ်သွားတာပေါ့ဒီလိုနဲ့မောင်အောင်အင်ကန်ရောက်တဲ့အချိန်မှာညနှိုးစီကိုဖုံးကော်ဖို့ကြိုးစားပေမဲ့ဆက်သွဲလို့မရခဲ့ပါဘူး ိတ်ပူပန်မှုတွေကြောင့်မောင်အောင်ကနောက်တနေ့နေကင်းမှာစေယုံကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နေကင်းဘက်ဖြစ်နေပေမဲ့လည်းစေယုံရဲ့ကြောက်စရာကောင်းတဲ့အမွေသက်တွေကတော့နေရအနှံ့မှာပြန့်လွင့်နေပါတယ်။မောင်အောင်လည်းမြတ်နိုးရဲ့နာမည်ကိုအောက်ခေါ်ရင်အခန်းတွေထဲကိုလိုက်ရှာနေပါတယ်။နောက်ဆုံးမင်းညကသူတို့ကြောက်ခဲ့တဲ့သဖွားကန်းရှိကိုရောက်တဲ့အခါမှာတော့"ဦးညီချပါဦးရှင်"ဦးညီပါဆိုတဲ့အတန်တစ်ခုကိုပဲတတလဲလဲကြားလိုက်ရပါတယ်။ ငေါအောင်ကတကားကို ဖွင့်ကြည့်ဖို့ကြောက်ရွံ့နေပေမဲ့လေသူငယ်ချင်းမျက်နှာအတွက်ဆိုပြီးတတိတွေသူ့ကတကားကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်သူ့ဖုန်းကအတန်မီလာတယ်။ဖုန်းကိုကြည့်လိုက်တော့မျက်နှာစီကဖုန်းခေါ်လာတာပါ။ဟယ်လိုအေးမျက်နှာနင်ပမာတော့ငါနင်ကိုစိတ်ယုံထဲမှာလိုက်ရှာနေတာ။ငေါအောင်ကစိတ်လုံရှားစွာနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့မျက်နှာပြန်ပြောလာတဲ့စကားကစိတ်ယုံငါမနေ့ညကလေးကအင်ပြန်ရောက်နေပြီလေ။ ။နေလက်ငါနဲ့ချိန်ထားတဲ့ဖုန်းကြီးเจ้าမှာစောင့်နေရင်နေ့ုံမတွေ့လို့ငါအိမ်ပြန်လာခဲ့တာ။မောင်အောင်ရဲ့နှလုံးခုန်တန်တွေရုတ်တရက်ရက်တန့်သွားသလိုခံစားလိုက်ရပါတယ်။မင်းညကသူ့နဲ့အတူစိတ်ယုံနဲ့လိုက်လာတဲ့သူကမင်းုံဖောက်ခဲ့ဘူးပေါ့။ရုတ်တရက်သားဖွားကန်းတွေကနေ"ဦးညီကြပါဦးရှင်"ဆိုတဲ့အတန်ကြီးကထထွက်လာပါတယ်။မအောင်လဲနောက်ကိုလှမ်းကြည့်တော့ပဲစိတ်ယုံတဲ့ကနေခြေကုံတုတ်ပြီးထွက်ပြေးလာခဲ့ပါတော့တယ်။ အခန်းတစ်ခုချင်းစီကနေဖြတ်ပြေးလာရင်တကားတွေကသူ့ဘသာသူဖွင့်လိုက်ပိတ်လိုက်လုပ်နေတာကိုလည်းမြင်ခဲ့ရပါတယ်။အင်ဂျင်ရောက်တဲ့အခါမှာတော့မောင်အောင်ကမြန်းနိုးကိုသူ့ကြုံတွေ့ခဲ့ရသမျှအားလုံးကိုပြပြခဲ့ပါတယ်။ဒီအတွေ့အကြုံတွေကသူ့ကိုတသက်လုံးပြောင်းလဲသွားစေခဲ့တယ်။အဲဒီနောက်ပိုင်းမောင်အောင်ကသစီရီကိုအရင်ကြောက်လာခဲ့ပြီးစွန့်ပစ်ထားတဲ့စေယုံပြည့်ကြီးအကြောင်းကိုထပ်ပြောဖို့တော့မဝင်ရဲတော့ပါဘူး။